thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မုံရွာချင်းဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တပ်ကိုရှော့တိုင်းတုံးနေတဲ့တိုက်ခိုက်မှု၃လုံးကြာရောက်ပောက်ကွဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမြို့ချင်းဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တပ်တွင်ကိုရှော့တိုင်းတုံးနေတဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၃လုံးကြာရောက်ပောက်ကွဲပြီးထိခိုက်မှုရှိရလို့ BWN ဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ်ဇွန်လ14ရက်ည10:30မိနစ်ကမုံရွာမြို့ချင်းဆိုင်အကြံဖက်စကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တွင် ကို109မမရှော့လိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၃လုံးနမခတပ်တွင်ကြားရောက်ပါခွဲခဲ့ပြီးနောက်ဆက်တွဲအထိကပြည့်စည်မှုအခြေအနေကိုဆက်လက်စုံစမ်းနေစဉ်ဖြစ်ကြောင်းနမခတပ်တွင်မှလည်းချက်ချင်းပြန်လည်ပြစ်ခတ်မှုတွေရှိကြောင်းသိရပါသည်။ အကောင်ကြီးကြီးတကောင်လာလို့အစည်းဝေးလုပ်ပြီးစားပွဲတောက်ပွဲလုပ်တာကိုတည်ရလို့ပြစ်ခတ်တိုက်ခိုက်တာအဲ့ဒီစားပွဲတောက်ပွဲဘက်ကလည်းတလုံးကြတယ်လို့တည်ရတယ်နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကတော့စုံစမ်းနေစေပါလို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို BWN ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Sheru မုံရွာဖွဲ့ရွှေတရီကန်မဟာမိတ်တိုင်ရင်နဲ့ Justin Brother Force အဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး Mission ဖော်ဆောင်ခဲ့တဲ့ Share Bori အလုံးဘေကင်းစွာပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ ယ်ချင်းပြည်နယ်တို့ရှိလက်ရုံးတပ်ဖွဲ့များကိုအဓိကအမိန့်ပေးကုကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီးတော်လိုင်းအင်အားစုတွေကိုနှီးမျိုးစုံနဲ့နှိမ်နင်းနေတဲ့ဌာနချုပ်ဖြစ်ကြောင်းအခုနောက်ပိုင်းမှာစက်တက်နေသည့်များဒရုန်းများကိုလည်းနမခမှာပဲပင်မထိုင်ထားပြီးတော်လိုင်းအင်အားစုတွေတာမကပြည်သူလူထုကိုပါနှီးမျိုးစုံနဲ့နှိမ်ဆက်တပ်ဖြတ်နေတာကြောင့် BWN ရဲ့ Mission 41အဖြစ်ပေါ်ဆောင်ခဲ့တာဖြစ်ကြောင်းအသိပေးထားပါတယ်။ဒါအပြင်နမခအတွင်ပျော်ပွဲရွှင်ပွဲကျင်းပမှာကိုကြားသိရတာကြောင့်စစ်ကောင်စီနဲ့ပေါင်းပါရီကိုမလုံခြုံတဲ့ခန်းစားချက်နဲ့အမြဲတမ်းချင်းချောက်ခံရ ရတဲ့ခန်းစားချက်တွေကိုရရှိစေဖို့ရည်ရွယ်ပါကြောင်းထပ်ဆင့်အတည်ပြုထားပါတယ်။မရှင်ပြည့်မြောက်ရေးအတွက်အဖက်ဖက်မှကူညီပေးခဲ့ကြတဲ့နေမြေကန်တော်လိုင်းအင်အားစုတွေကိုလည်း BWN ဖွဲ့မှအထူးကျေးဇူးတင်ရှိကြောင်း BWN နဲ့မဟာမိတ်တို့ကစစ်ရှုံးကောင်စီရဲ့လေတပ်တွေနဲ့အကြီးစားစီးရေးပြမှတ်တွေကိုပြည်သူကိုစားဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောကြားပါတယ်။ ဆက်လက်ပြီးအမေရိကန်နိုင်ငံတော်သမ္မတဒေါ်နယ်ထရန့်ဆန္ဒပြပွဲတွေပြုလုပ်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆန္ဒပြပွဲတွေမှာပြည်သူများစွာပါဝင်နိုင်ပွဲရှိရလို့လော့အင်ဂျလီရဲ့တပ်ဖွဲ့ကိုအမြင့်ဆုံးစစ်တက်လှမ်းထားတယ်လို့လည်းသိရပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုဆန္ဒပြပွဲတွေမှာလူပေါင်းများစွာပါဝင်မယ်လို့မျှော်မှန်းထားလို့လော့အင်ဂျလီမျိုးရှိရဲ့တပ်ဖွဲ့ကိုအမြင့်ဆုံးအဆင့်တက်လှမ်းထားတယ်လို့သိရပါဗျ။လော့အင်ဂျလီမျိုးကဆန္ဒပြပွဲတွေဟာအမေရိကန်နိုင်ငံတော်ရှိနေရာ၂000ကျော်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ No King ဆန္ဒပြပွဲတွေရဲ့ ိတ်တစ်ပိုင်းဖြစ်ပါတယ်။ဒေါ်နန်ထရရဲ့89နှစ်မြောက်မွေးနေ့ပွဲတိုက်ဆိုင်နေတဲ့ American စစ်တပ်ရဲ့250နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြင့် Washington မြို့တော်မှာပြုလုပ်တဲ့စီးရီးပြပွဲတစ်ခုကိုကန့်ကွက်ဖို့ဆန္ဒပြပွဲတွေကျင်းပတာလို့စီစဉ်သူတွေကပြောပါတယ်။ No King ဆန္ဒပြပွဲပြုလုပ်ဖို့လူမှုကွန်ရက်မှာလုံခြုံမှုတွေများပြားခဲ့ပြီးဆန္ဒပြပွဲတွေမှာပါဝင်မဲ့လူအုပ်မကြုံစဘူးရှိမယ်လို့လောအင်ဂျလင်ရဲ့တပ်ဖွဲ့အကြီးအကဲကပြောပါတယ်။ American တာဝန်ရှိသူတွေကအထောက်ထားမဲ့ရွှေပြောင်းခြေချတွေကိုစီးနှင်းရှာဖွေမှု တွေစတင်ပြုလုပ်ခဲ့တဲ့ဇွန်လ6ရက်နောက်ပိုင်းလော်အိဂျလင်မြို့မှာဆန္ဒပြပွဲတွေဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့တောက်ကြာနေ့မှာဆန္ဒပြသူတွေကလော်အိဂျလင်မြို့လင်မှာငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေလှုပ်လာခဲ့ပါတယ်။လော်အိဂျလင်မြို့တော်ရှိဖာဒရယ်ဆောင်ကိုကာကွယ်ဖို့ဒေါ်နန်ထရက်ကကမ်တက်အဖွဲ့ဝင်200 စီလွတ်ထားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ Israel ကိုဒုံးကျည်တထောင်နဲ့ပြည်ရန်ခါမီနီအမိန့်ပေးခဲ့တော်လဲ Israel လက်အုပ်မှုတန်းကြောင်းဒုံးကျည်150ကျော်နဲ့သာပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့မနက်ပိုင်းမှာ Israel ရဲ့ Iran နဲ့မြေထဲမှာ nuclear ဆိုင်များနဲ့စီးရီးပစ်မှတ်တရားကိုပြစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်ဇွန်လ14ရက်မှာ Iran မှာလက်တုံပြန်ပြစ်ခတ်မှုမှာဒုံးကျည်တထောင်300ဖြစ်တော်လဲ အစ္စရေးတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့အခြေအနေတွေကြောင့်ဒုံးကျည်150ကျော်နဲ့ဒရုန်း100ကျော်နဲ့သာပြတ်ခတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အီရန်အဆောင်တပ်အရာရှိနှစ်ဦးမှာ သတင်းဌာနကိုဖွင့်ရခဲ့မှုဖြစ်ပြီးအီရန်ကောင်းဆောင်ကာမီနီကအစ္စရေးလီကျောင်းရံကာကွယ်စနစ်လက်မလည်ဖြစ်ကတည်ကြည်ပျက်စီးမှုအများဆုံးဖြစ်ဖို့ဒုံးကျည်တထောင်ပြစ်ဖို့အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်းဒါပေမဲ့အစ္စရေးလက်ဦးမှုရယူပြီးတိုက်ခိုက်ခဲ့တာကြောင့်ဒုံးကျည်တွေကိုဒုံးပစ်စင်များပေါ်တင်ဆောင်ရိုက်နေရှောင်ရွှေ့ပြောင်းနိုင်ရည်ဒီမှာအဆင်မပြေတော့ဘဲဒုံးကျည်150ကျော်ဒရုန်း100ကျော်နဲ့သာပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုဖော်ပြပါရယ်အီရန်ရဲ့ပစ်ခတ်မှုကြောင့်အစ္စရေးမှာဒါဇင်များစွာဒဏ်ရာရမှုရှိသလိုတိုက်စုံမှုလည်းလေးဦးထိရှိလာပြီဖြစ်ကြောင်းဇွန်လ14ရက် နေ့လယ်ပိုင်းသတင်းတွေအတည်ပြုချက်ရသိရပါတယ်။ဆလပ်ပြီး အရာဒေါ်လာလို့ကိုရှူးကိုပတ်ကြပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့အစ္စရေးလိုရဲ့အီရန်နျူကလ িয়ার ရီနဲ့စစ်စခန်းတွေအပေါ်လေကြောင်းကတိုက်ခိုက်မှုအပြီးကနအုပ်မှအမေရိကန်သမ္မတထရန့်ကတိုက်ခိုက်မှုအပေါ်အမေရိကန်မပါဝင်ခဲ့ကြောင်းလူသိရှင်ကြားထုတ်ပေါ်ပြောဆိုခဲ့တယ်လို့ထိတ်တန့်အစိုးရဖွဲ့ဝင်တွေကလည်းဒါကိုပဲခရီးရည်လို့တွတ်တွတ်တွေးသမျှလူအပေါင်းကိုပြောနေကြတာပေါ့။ဒါပေမဲ့လည်းနေ့လယ်လောက်ကျတော့ထရန့်လီတန်ပြောင်းလာပါတယ်။သူ့စတိုင်အတိုင်းခက်တင်တင်ပြောလာပါတယ်။အီရန်တို့အနေနဲ့ညူလက်နက်ထုတ်လုပ်ဖို့အစီအစဉ်တွေကို မစွန့်လွတ်ပါကပုံမဆိုးရတဲ့တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ရမယ်လို့သူကိုယ်ပိုင်ဆိုရှယ်မီဒီယာကနေသတိပေးတယ်လို့ချင်းချောက်တယ်လို့ရှိသားလာပါတယ်။ဒါဘာကြောင့်ဖြစ်နိုင်ပါသလဲ။ဘာကြောင့်ထရန့်လီတန်ဟန်ပန်ပြောင်းသွားရပါသလဲ။ဖြစ်နိုင်ခြေကတော့အစ္စရေးတို့တိုက်ခိုက်မှုအတွင်းအီရန်တို့ဗေမျှအထိနာသွားကြောင်းယုံကြည်စိတ်ချတဲ့ထောက်လိုင်းအစီရင်ခံစာတွေတက်လာပုံရပါတယ်။ ပြီးတော့မော့ဆက်ဖွဲ့စည်းကအီရန်မျိုးပေါ်မှာရုပ်ရှင်တွေကလို့ကွန်မန်ဒိုရင်တွေမောင်းပြီးလှုပ်ရှားနေကြတယ်လို့ပြောလာတော့အီရန်ရဲ့အာဏာချက်အကာအကွယ်မဲ့ဖြစ်နေတာတွေကိုထရန်သဘောပေါက်သွားပုံရပါတယ်ဒီအချိန်မှာမှအီရန်ပြည်ထနာကိုအပြတ်မရှိရင်ဘယ်အချိန်ကျမှရှင်းမလဲလို့အတွေးပေါက်သွားပုံမှာအီရန်ခေါင်းဆောင်တွေမှလည်းစိန်ခေါ်မှုအကြီးကြီးတွေဖြစ်ပါတယ်အစ္စရေးကိုဘယ်သူဘယ်ချမ်းသာလုပ်ပလိုက်ရကြမယ်လို့1989ခုနှစ်အာဏာရလာခဲ့ကကြွေးကြော်လာတာအခုဆို46နှစ်ရှိသွားပါပြီအစ္စရေးတွေကိုမြေထဲပင်လယ်ထဲမောင်းထုတ်နိုင်တဲ့အပြင်အခုကိုနိုင်ငံ ည်းနဲ့တောင်လာပြီးရန်ဆနေပါရောလားအီရန်ရဲ့တပည့်ဟာမတ်စ်တွေတောင်2023အောက်တိုဘာမှာအစ္စရေးကိုတိုက်တုံးကဒုံးကျည်9000နီးပါးသုံးနိုင်ခဲ့ပါတယ်အခုဆရာကြီးအီရန်ကအစ္စရေးကိုဇွန်လ23ရက်မှာလက်တုံပြန်တော့ဒရုန်းအစင်းတရာနေတယ်စီးရီရှိရာကြောင့်အသိပြင်ထားတယ်လို့တော့ပြောနေကြတာပဲ ဒါနဲ့အီရန်ရဲ့နာမည်ကျော်မြေပြင်ကမြေပြင်ပစ်ဒုံးတွေပဲရောက်သွားကြပြီလေဒီဒုံးပြန်တွေကအစ္စရေးကိုတိုက်ဖို့ရည်ရွယ်ထားတာဆိုတော့အီရန်ရဲ့ဂုံယူစရာနီယူလက်နက်စက်ရုံတွေအတိုက်ခံရတာမျိုးမှာဒီဒုံးပြန်တွေနဲ့အစ္စရေးကိုမတိုင်ရင်ဘယ်အချိန်မှတိုက်ကြမှာလဲကြည်ရတာအဲ့ဒီဒုံးပြန်စက်ကန်းတွေကိုအစ္စရေးတို့ကဖျက်ဆီးပစ်ခဲ့တဲ့ပုံမှာပဲအီရန်လူထုကတော့အစ္စရေးကိုဒေါသထွက်နေကြပါတယ်ရှာယာဆာဆာအီရန်မျိုးပေါ်မှာလီနေလာပြီးဝဲပြန်လီကျန်းလို့အမျက်ထွက်ခံပြင်းနေတာပေါ့သူတို့အစိုးရကလည်းအစ္စရေးအထင်အောင်တိုက်ခိုက်လက်တုံပြန်ဖို့ဆော့ ောနေကြပါပြီ။အီရန်ရဲ့အရာဒိုလာတပိုင်းအစိုးရကသာပျော်တိပျော်ညံဝစ်ကြီးတန်းစီတုံ့ပြန်ခရင်လူလူရဲ့အမျက်ဒေါသဟာအစိုးရပေါ်အထင်သေးခြင်းအဖြစ်ကူးပြောင်းသွားမှာဖြစ်ပါရဲ့။အဲဒီကဘာတွေဖြစ်လာမလဲ။အီရန်ကဓာတုစီဝါလက်နက်တွေနဲ့တုံ့ပြန်ရင်ဖြစ်စေ Driving ဘုံလို့ခေါ်တဲ့ရေဒီယိုတတိကြွစီရဲ့ပစ္စည်းတွေထည့်ထားတဲ့ထိပ်ပူးတွေကိုဒုံးပြန်တွေမှာတက်ပြီးပြစ်လွတ်တိုက်ခိုက်ရင်တော့အစ္စရေးသားမကအနောက်အုပ်စုတစ်ခုလုံးကအီရန်ကိုတိုက်ခိုက်လာကြဖို့အလွန်နှိဆက်သွားမှာပါပင်လေကွေးအရက်တီကလည်းအပြောပဲရှိပြီးလက်တွေမှာဘာမှလုပ်ပေးကြမှာမဟုတ်ပါအခုဆိုဂျော်ဒန်ကတော့အစ္စရေးဘက်သွားနေတဲ့အီရန်ရဲ့ drone တွေဒုံးတွေကိုကြားဖြတ်ပစ်ချပေးနေတာပါအီရန်အားကိုးတဲ့တရုတ်နဲ့ရုရှားနိုင်ငံတွေကလည်းမတိကျအောင်စောင့်နေကြမှာပါ ဒီတော့အစ္စရေးကိုဘာလို့ပြစ်မယ်ညာလို့ပြစ်မယ်လို့ကြွေးကြော်လာခဲ့တယ်။အရာဒေါ်လာတွေကိုရှုကိုစာပြီးပတ်နေပါပြီ။ဘာလို့ကြမလဲစွန်စားရဲလား။ကဘာကြီးကစောင့်ကြည့်နေပါတယ်လို့ညီတာထားပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ရွှေကျင်မြို့နယ်ရှိစစ်တပ်ရဲ998တပ်ရင်းနဲ့ဘက်ကတိစောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှနှောက်ဦးတည်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်ရှိအကြမ်းဖက်စစ်တပ်ရဲ998တပ်ရင်းနဲ့ဘက်ကတိစောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှနှောက်ဦးတည်ဆောင်ခဲ့ကြောင်းပဲခူးခရိုင်ဘက်ကဖမှတာဝန်ရှိသူတောင်းကပြောပါရယ်။ဇွန်လ10ရက်နေ့မှာရွှေကျင်မြို့နယ်ကွင်းစိတ်နယ်ဝန်ကံရွာကြားရှိအကြမ်းဖက်စစ်တပ်ရဲ998တပ်ရင်းနဲ့အနီးဝန်းကျင်မှာဖမ်းကများပြန် ်လည်းတိဆောက်နေတယ်။အကြံဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။ အဲ့ဒီပြုတ်ခတ်တိုက်ခိုက်မှုအတွင်အကြံဘက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ၂ဦးပြင်းထန်ဒဏ်ရာရရှိပြီးထိခိုက်ဒဏ်ရာရရှိသူတွေကိုစစ်တောင်းမြေအနောက်ဘက်ကမ်းရှိကျေးရွာတွေဘက်ကိုတည်ယူလာကြောင်းသိရပါတယ်။စစ်ခွေး၂ကောင်တည်ပါတယ်။ထိခိုက်ဒဏ်ရာနဲ့ပြင်းထန်ဒဏ်ရာရရှိပါတယ်။စစ်ခွေး9ကောင်ဒဏ်ရာရတဲ့ဒဏ်ရာရတဲ့ကောင်တွေကိုပြန်သိမ်းသွားတယ်။စစ်တောင်းတပ်ဖက်ကမ်းကိုပြည်သူတွေတရင်ပြရသိနိုင်ပါတယ်လို့ ပဲခူးခင်ပတ်ကဖားမှာတာဝန်ရှိသူတအုပ်ကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကို KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ပဲခူးခင်ပတ်ကဖားဒါယုပတ်ကဖားကဝပတ်ကဖား UDF တပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်